ဒီညမှာကျွန်တော်အတာကူလာကြောင်းတော့ကျွန်တော်လည်းရောဖြတ်ပြီးတော့ပြောနေတယ်ကျွန်တော်အတာကူလာကစားတာကိုကျွန်တော်ကြည့်ဘူးပါတယ်ရီးရဲမှာလည်းကျွန်တော်ကြည့်တယ်ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာအတာကူလာရဲ့ခြေစွမ်းကတော်လေးကိုအဆင်ပြေရပါတော့သူ့အနေနဲ့ဒီလိုမျိုးဘယ်လိုပြောရမလဲဒီကွင်းလေနောက်ထီကိုဆင်းလာပြီးတော့ဒီဘောလုံးယူတယ်သူကလည်းဘောလုံးပြန်ဆင်းတယ်ဆိုတဲ့ပုံစံနဲ့အတာကူလာကတော်လေးကိုလိုက်ဖက်တယ်လို့ကျွန်တော်မြင်တယ်တစ်ခါလေမှာကျွန်တော်တို့ကဘယ်လင်ဂန်ကို၃တင်းနဲ့ပွဲမျိုးတွေရှိသလိုအတာကူလာကို၃တင်းနဲ့ချိန်မျိုးလည်းရှိရတာဘာလို့ပြောချင်လဲဆိုတော့ ဘလင်ကန်မှာလုံနိုင်စွာရှိတဲ့အရာတွေကိုအတာကူလာမလုံနိုင်နိုင်မျိုးရှိသလိုအတာကူလာစီကနေမြင်ရတဲ့အရာမျိုးတွေကိုဘလင်ကန်ကလုံနိုင်ဖို့ဒါမျိုးလေးတွေရှိရပါတော့ ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဒီပိုင်းကတော့ Spain ဘီးရင်ဖလားပွဲကြိုတော်လမ်းဆက်အစီအစဉ်ဖြစ်ပါတယ်။ဘောလုံးပွဲပွဲစဉ်ဖြစ်ပါတယ်။ဒါ Barcelona နဲ့ Real ရဲ့ပွဲစဉ်ဖြစ်ပြီးတော့တကယ်ကိုပေါ့နော်ဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေဖြစ်လာဖို့ရှိပါတယ်။ဒီပွဲစဉ်ကိုတော့ထုံးစံတိုင်းကျွန်တော်နဲ့ကိုရင်းနှီးတို့ကျွန်တော်ညီကုန်တစ်ယောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျာ။ကိုရင်းနှီးတို့မင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ Barcelona နဲ့ Real Madrid ပေါ့နော်။ဒါ Super Sunday ရဲ့ မနက်2နာရီခွဲမှာကစားမှာပါဘရိုဖြစ်ပြောမယ်ဆိုလို့ရှင်တော့ supply တစ်လုံးအတွက်နှစ်သိန်းလုံးတော်တော်လေးကိုစူးစမ်းလာမယ်ပွဲစဉ်တွေလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်တို့စီစဉ်ရဲ့ပေါ့နော်ဟိုထုံးစံနေတိုင်းပဲပေါ့နော်ဒါ promo zone တွေနဲ့ Barcelona ဘက်ကနေပြီးတော့စားလဲချက်ပါတယ်ပြပြပေးပါအောင်အာ Barcelona ကကြတော့ DRD မှာဒီ travel ရနိုင်တဲ့အသင်းထဲမှာတော့ပါတယ်ပေါ့နော်ဟုတ်ကဲ့ travel နဲ့ Barcelona ကတိတ်တော့ဒီမဆန်းတော့ဘူးပေါ့နော်ဒီ Hansi Flick လိုချင်တဲ့အစိပ်ပိုင်းတွေအကုန်လုံးကအခု Barcelona အသင်းကအများကြီးပေးနိုင်တယ်ပေါ့ဒါကလည်း Hansi Flick ကိုအများကြီးစင်ပြေစေတယ်ဟုတ်ကဲ့ Hansi Flick ကင်နေတဲ့ဘာစီလိုနာအသင်းနဲ့ဒီဇာဗီကင်ခဲ့တဲ့ဘာစီလိုနာအသင်းတို့ကဒီကွင်းထဲကဒီ structure ဘိုင်းရဘုံဆင်းနေတယ်လို့မျိုးတော့ရှိရဒါပေမဲ့ဘာကွာွားလဲဆိုတော့တန်ပိုပေါ့ရေချက်ရေဥတီချက်ဒါတွေကကွာချွားရတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဟာစီဖလစ်ကကြတော့သူကတိုက်စစ်ကိုပို့ပြီးတော့တိုက်ရဲသွားခြင်းနဲ့ဂိုးတွေရခြင်းနဲ့ပေါ့နော်ကိတ်ဘောလုံးပြတ်သွားခြင်းနဲ့ချက်ချင်းသူကဘောလုံးပြန်ရခြင်းနဲ့ဆိုတော့ဒီပြမျိုးတွေမှာပါတယ်ပေါ့နော် လီဝန်ဒေါစကီလိုကစားသမားတွေကစားဟာစီပရက်ကစားကွက်မှာလိုင်ယောညီထွေးပြောင်းလဲနိုင်တာကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ဗောနော်အဓိကတော့ဘာစီလိုနာကစားသမားတွေကတန်ပတ်နောက်တန်းနဲ့ကွင်းလေချာမှာဒီပေါ့ကတ်စပိတ်တစ်ခုရလာဖို့အတွက်ဖန်တီးယူပြီးတော့ကစားလေးရှိကြတယ်တက်စစ်မှာဆိုကျွန်တော်ဒီလီဝန်ဒေါစကီရှိမယ်ဒီတက်စစ်တန်းတစ်ခုတော့မှာဆိုရာဖင်ယာရှိမယ်ပြီးတော့ကွင်းလေကစားမှာတစ်ယောက်ဗောအများကြီးတော့ဖာမန်လိုပတ်ပဲရှိလို့များတယ်ဗောနော်ပြီးတော့ရာမယ်ဗောဟုတ်ကဲ့ဒီကစားသမားတွေကတစ်ဖက်နောက်ခံလူတွေကိုဒီချက်ထားချက်ထားတဲ့ပုံစံမျိုးပေါ့နော်အဓိကတော့သူတို့ပြေးထွက်သွားမလား မိဘချမ်းမှာရှိတဲ့ full pad တွေနဲ့ဒီ1 2ရိုက်ပြီးတော့ကြော်သွားမလားဆိုရဲဆိုရင်ပူပန်မှုပေါ့တစ်ဖက်နောက်တန်းတွေကိုအများအားပေးနေရပေါ့နော်ဒီချိန်မှာ P3 နဲ့ဒီကြောင်ကွန်းလေရကြတော့ဘလို့ဖြစ်သွားလဲဆိုတော့ဘောလုံးနဲ့နိုင်တယ်ဟုတ်ကဲ့လုံးနေလုံးနိုင်ကန်နိုင်ဆိုရဲလည်းရှိတဲ့ခါမှာပြန်ဘက်ကအဲ့ကွန်းလေလူနှစ်ယောက်ကိုဘောလုံးမထောင်ဘလို့ပဲလွတ်လွတ်ပေါ့နော်ဘောလုံးကရအောင်ထွက်တယ်သူတို့ဘောလုံးပြတ်ဖို့တက်ဘလို့ပြောမလဲတစ်ဖက်ကိုဘောလုံးပြန်ဆင်လို့ရအောင်ပေါ့နော်အဲ့လိုမျိုးအထိလုံးနိုင်ဆိုရဲရှိရလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော် အဲ့လိုဖြစ်သွားတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကွင်းလယ်နဲ့နောက်တန်းပေါ့တင်ဘက်တင်ရဲ့ကွင်းလယ်နောက်တန်းကျမှနေရာလုတ်ကပေါ်လာတယ်ပေါ့နော်အဲ့နေရာလုတ်ကိုတိုက်စစ်တန်းမှာရှိနေတဲ့ကစားသမားတယောက်ယောက်ကနေပြီးတော့ဝင်ပြီးတော့ယူတယ်အဲ့ဝင်ယူတဲ့ကစားသမားကိုလည်းတင်ဘက်နောက်တန်းနောက်ခံလူကြီးကဝင်ပြီးတော့မကက်ရဲဘူးပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့လိုကက်လိုက်ခါမှာနေရာလုတ်ပေါ်သွားရင်အဲ့နေရာလုတ်တွေကနေပြေးထွက်သွားမှာနောက်ထပ်ကစားသမားတွေပြေးထွက်သွားမှာသူကကြောက်တယ်ပေါ့နော်ကွင်းလယ်ကစားသမားဒီစီကနေဘောလုံးမထွက်အောင်လုတ်ပြင်မဲ့လေဘာစီလိုနာတင်ရဲ့နောက်ခံလူတွေက library key pass တွေပေါ့နော်အဲဒါမျိုးတွေကိုပေးနိုင်ဆိုရင်ရှိကြတယ် ရီးယဲနဲ့ပွဲမှာတော့တေးကြတယ်ဒီရီးယဲရဲ့အဓိကအားသာချက်ကတောင်ပံနှစ်ဖက်အဲတောင်ပံနှစ်ဖက်ကိုတိုက်စစ်မလိုက်နိုင်အောင်ပေါ့နော်ဘာစီလိုနာဘက်ကနေပြီးတော့ဖူးဘက်တွေကဒီအရှိကိုရှေ့ထိသွားမယ်ဆိုရင်ဒီဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီနောက်တန်းမှာတော့ဒီဘာစီလိုနာက၃ယောက်ပုံစံပဲဖြစ်သွားမယ်ဒီလိုပြင်လိုက်ခြင်းအားဖြင့်ဗနီရှက်တို့ရိုဒရီโกတို့ပေါ့ဒီကစားသမားတွေကခံစစ်ကိုပြန်ကူရမယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်။ဒါဆိုရင်သူတို့ရဲ့တိုက်စစ်ဆွမ်းဆောင်ရည်တွေကိုတော့ short ချတင်းတလောက် short ချတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ ီချိန်မှာဒီ drop three လောက်တက်တဲ့ဒီတက်စစ်ကစားသမားတွေကွင်းလယ်တက်စစ်တွေရှိနေတာလေဘာစီလိုနာအတင်းကကွင်းလယ်မှာအများကြီးအတားရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်တွားပြီးတော့မြင်ရတယ်။ဟုတ်ကဲ့ပြောမယ်ဆိုရင်ဒီ real matrix ဆိုတာကဒီရဒီမှာဆိုရင်ဘာစီလိုနာအမြဲတမ်းတို့နိုင်အောင်ကစားမယ်ဆိုတာသိရဲ့အတင်းထဲမှာတော့ပါတယ်ပေါ့နော်ဒီရဒီမှာလည်းတစ်ချိန်အထိအနိုင်ယူရတယ်ဆိုတော့ဒါပေမဲ့တခုပဲပေါ့နော်ငါတို့ဒီအတင်းကိုနိုင်ပါတယ်ဆိုပြီးတော့ဒီပို့ပပဖွင့်ပြီးကံမယ်ဆိုရင်တော့ဒီစိုးရင်စရာလေးတွေတော့ရှိပါတယ်ဗျာ ဟုတ်ကဲ့ပါကိုရဲတို့ပြောတာတော်လေးစုံပါဟဲ့နော်အဲ့တော့ဗျာကျွန်တော်တို့တဘာစီလိုနာကိုအလွယ်တကူကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကောင်းနေရလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တကယ်ထဲထဲဝင်ဝင်ပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်ဘက်တက်ကိုသိရကြတယ်ဒုံမုံရှုံနေပွဲတွေဒီဟာတွေကိုပါထည့်တွက်လိုက်မယ်ဆိုလို့ရှိရင်တော့ထင်သလောက်ဟုတ်မနေဘူးဆိုတဲ့ခံစားချက်ကျွန်တော်ရှိမှာသွားပြီးတော့ရတယ်ဘယ်လိုလဲဆိုတော့လီဝန်ဒေါစကီဒီပွဲကိုတရားကြောင့်လွဲမယ်အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်လီဝန်ဒေါစကီမပါတဲ့ဘာစီလိုနာရဲ့တိုက်စခန်းအားအများကြီးရောက်နေမယ်လိုအပ်ချက်တွေလည်းအများကြီးဖြစ်သွားနိုင်တယ်ဒီလိုပွဲမှာပို့ပြီးတော့သိတာနိုင်တယ် ပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးကစားထားတဲ့မာယော့ကာကိုသူတို့နိုင်ခဲ့တဲ့ပွဲအဲ့ဒီပွဲမှာဆိုလို့ရှိရင်ဘာဆိုလိုနာဟာမာယော့ကာကိုရဲ့ဂိုးဘောက်ကိုတစ်ချိန်လုံးကန်နေတာကန်နေတာဆိုတာဒါပေမဲ့နောက်ဆုံးမှာတော့ twin goal တစ်ခုပဲရခဲ့တယ်ဗျာဒီအချက်ကတော်တော်လေးကိုထင်သာခဲ့တယ်အဲ့တော့ real လို့အသင်းတဲ့ပွဲမှာဒီဟာပို့ပြီးတော့ဆိုးွားနိုင်တယ်ကျွန်တော်ပြောချင်တာက real ကိုဂိုးမသွင်းနိုင်ဘူးဆိုလို့ရှိရင် real ကဘာဆီလိုနာကိုဂိုးသွင်းသွားလိုက်ပဲဒီပိုင်းရှိတယ်အသင်းငယ်နဲ့တွေ့ရတဲ့အခါမှာတော့အချိန်တန်ကိုကဂိုးရတော့ပဲမဲ့အသင်းကြီးချင်းချင်းမှာကိုကဂိုးမသွင်းနိုင်ဘူးဆိုလို့ကျွန်တော်ကိုကဂိုးသွင်းခံရလိမ့်မယ်ဒီပိုင်းလေးကိုတော့ကျွန်တော်ပြောချင်တယ်ဒီနေရာမှာကျွန်တော်က စီလိုနာမှာကျွန်တော်သဘောမကျတဲ့ကစားသမားတယောက်ရှိတယ်။ဒီကစားသမားပြောမယ်ဆိုတော့ကျွန်တော်မန်စီးတီးမှာကစားတော်လဲကျွန်တော်တိတ်အကြိုက်ကြီးမဟုတ်ဘူး။ဒါကတော့ Foreign Torres ပဲ။ Foreign Torres ကဘာလဲဆိုတော့အထောင်တိုက်စစ်နေရာလဲကစားတယ်၊တောင်ပံလဲကစားတယ်။ဒါပေမဲ့ Foreign Torres ဘယ်လောက်ထိကောင်းတဲ့ပွဲတစ်ခုခုလောက်ပြပါကွာဆိုရင်တိတ်ပြီးတော့မရှိဘူး။ပြီးတော့ Foreign Torres ကအခွင့်အရေးတွေကို ်ကြားတဲ့နေရာမှာလည်းဖြုံးတဲ့အပိုင်းမှာလည်းနည်းနည်းလေးတော့များတယ်ဗျအဲ့တော့ဒီပွဲမှာတော့သူပဲတိုက်စစ်ကိုဥဆောင်လာနိုင်တယ်သူဥဆောင်လာနေတဲ့တိုက်စစ်ကိုကျွန်တော်အားမရဘူးပြောလို့ဆိုလို့ကျွန်တော်သူ့ရဲ့အဆုံးသက်ပိုင်းကိုအားနည်းရလို့ပြောချင်တယ်ဒီနေ့မှာဘာစီလိုနာရဲ့ကစားသမားတွေကိုကျွန်တော်တို့ပေါ့နော်ချိန်ကြည့်လိုက်တဲ့အခါမှာ လူငယ်ကစားသမားတွေရှိတယ်တကယ်ကို class တစ်ခုရောက်နေပြီဖြစ်တဲ့ကစားသမားတွေရှိတယ်ပြီးတော့ပြောမှဆိုတော့ရှင်တော့နည်းနည်းလေး profile name နဲ့ကစားသမားတွေနည်းနည်းရှိတယ် class အဆင့်ကိုရောက်နေတဲ့တွေ့ဆိုဘယ်သူတွေဖြစ်မလဲဆိုတော့ယာမေတို့ rapping ဟာတို့ omo တို့ဆိုတော့ queen လေးကပက်ဒရီတို့ပေါ့နော်သူတို့ပေါ့ဒီကစားသမား၄ယောက်ရဲ့အားကဒီဘွဲမှာအဓိက ကြမယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ဒီပြာဟန်ဆီဖလစ်ရဲ့ဘောလူပွဲမှတ်တမ်းပေါ့ဘောလူပွဲတွေမှာဆိုလို့ရှိရင်အမြဲတမ်းအခြေအနေကောင်းတဲ့ဟန်ဆီဖလစ်ပြောမယ်ဆိုလို့ရှိရင်စပိန်စူပါဖလားတော့လည်းအဆင်ပြေခဲ့တယ်စပိန်ဘီးရင်ဖလားမှာတော့အဆင်ပြေပါမလားပေါ့ဒီအချက်တွေးရမယ်ဘာလို့ဆိုတော့စပိန်စူပါဖလားနဲ့စပိန်ဘီးရင်ဖလားနည်းလေးတော့ကွာခြားမှုတော့ရှိတယ်ဒီလိုအခြေအနေမျိုးကြောင့်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါပေါ့နော် real ball ကိုသွားချင်ပါတယ်ပြပြပေးပါအောင်အာရင်းနေနေပေါ့နော်ဒီပွဲစဉ်မှာကျတော့ဒီတစ်ဖက်ကိုဘောလုံးပေးကင်ပြီးတော့ တို့ရဲ့ပင်ကိုဟန်ဖြစ်တဲ့ဒီကောင်တာတက်ဆင့်နဲ့ပွဲကိုတံမြတ်တက်ဆင့်နဲ့ပေါ့နော်ပွဲကိုချင်းကပ်မယ်ဆိုရင်တော့ဖြစ်နိုင်ကြတော့အများရှိတယ်။ Real အသင်းနေနဲ့ပေါ့နော်ကိုချီထဲမှာဘောလုံးမရှိတဲ့အချိန်ဘာစီလိုနာဘက်ကဘောလုံးရလာတဲ့အချိန်ဒီမှာဆိုရင်4-5-1ပုံစံမျိုးပေါ့နော်နေရာကြီးတွားတင်တယ်။အဓိကတော့ဘာစီလိုနာရဲ့ဒီ ဒီကိုရီသေးမှာရှိတဲ့ဒီနောက်တန်းနဲ့ကွန်းလယ်နေရာကဒီနေရာလွတ်တွေကိုကာပါဖို့အတွက်ကကျတော့451လောက်မှာအဆင်ပြေမယ်လို့ကျွန်တော်ကယူဆတယ်။ဟုတ်ကဲ့။ကိုယ့်ဘက်ကွန်းချဲတဲ့တွေရောက်အောင်ပေါ့နော်။ဒီရီကစားမှိုင်အကုန်လုံးနောက်ဆုတ်ပြီးတော့ကစားတဲ့ရင်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။အဓိကတော့ကွန်းလယ်နဲ့နောက်တန်းကြားမှာလုံးဝချက်ချက်တက်တက်လေးဖြစ်စေချင်တာ။ ဒီဘက်မှာကာမာပင်ကကစားနိုင်တာတော်တော်လေးရနှစ်ယောက်ပြီးတော့ကောင်းတယ်ကျွန်တော်တွေးရတာပါเนาะကာမာပင်ကဒါကွင်းလယ်မှာပါလာမှာဆိုရင်ဒီဒီကစားသမားကလိုက်ဖြတ်နိုင်ဆဲရှိရလိုက်ကစားနိုင်ဆဲရှိရအများကြီးလုံနိုင်ဆဲရှိရပေါ့เนาะဘာစီလိုနာကွင်းလယ်ကနေရာလွတ်တယ်အဲ့နေရာလွတ်သွားမဲ့ကစားသမားတွေကိုလည်းလိုက်သားနိုင်ဆဲရှိရလို့ကျွန်တော်ကမြင်တယ်ပေါ့เนาะမပါနိုင်တော့လေဒီချိန်မှာအကောင်းဆုံးကွင်းလယ်အတွဲဘက်ကကျတော့ဘေဘာဒီချွာမန်နီဘယ်လင်ငယ်ပေါ့เนาะဒီညမှာကျွန်တော်အတာကူလာကြောင်းတော့ကျွန်တော်လည်းပြဖြတ်ပြီးပြောနေတယ်ကျွန်တော်အတာကူလာကစားတာကိုကျွန်တော်ကြည့်ဘူးပါတယ်ရီးရဲမှာလည်းကျွန်တော်ကြည့်တယ်ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာအာတာဂူလာရဲ့ခြေစွမ်းကတော်လေးကိုအဆင်ပြေပါတော့သူ့အနေနဲ့ဒီလိုမျိုးဘယ်လိုပြောရမလဲဒီကွင်းလေနောက်ထီကိုဆင်းလာပြီးတော့ဒီဘောလုံးယူတယ်သူကလည်းဘောလုံးပြန်ဆင်းတယ်ဆိုတဲ့ပုံစံနဲ့အာတာဂူလာကတော်လေးကိုလိုက်ဖက်တယ်လို့ကျွန်တော်မြင်တယ်။တစ်ခါလေမှကျွန်တော်တို့ကဘယ်လင်ဂန်ကို၃သိန်းတဲ့ပွဲမျိုးတွေရှိသလိုအာတာဂူလာကို၃သိန်းတဲ့ချိန်မျိုးလည်းရှိရတာဘာလို့ပြောချင်လဲဆိုတော့ဘယ်လင်ဂန်မှာလုံနိုင်စွာရှိတဲ့အရာတွေကိုအာတာဂူလာမလုံနိုင်နိုင်မျိုးရှိသလိုအာတာဂူလာစီကနေမြင်ရတဲ့အရာမျိုးတွေကိုဘယ်လင်ဂန်က လုံးနိုင်ဘူးဒါပြောလို့ရောရှိရပါတော့ဒီကစားသမားဒီနောက်ထပ်အခွင့်အရေးပေးတဲ့ကစားသမားပိုတရှဲမြင့်တဲ့ကစားသမားဆိုတော့ရုံမတန်ရဖြစ်စရာမရှိဘူးဒါကြောင့်လေဒီ Real Madrid ကိုမြောက်တဲ့အချိန်မှာ Barcelona တင်းကားစဒီကစားသမားကိုလိုချင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့အနာဂတ်မှာဆိုရင်တော့ဒီကစားသမားက Real မှာနေရာတန်ရအထိရနိုင်ချေရှိရတယ်လို့ကျွန်တော်ကြားဖြတ်ပြီးတော့ပြောချင်တယ်ဟုတ်ကဲ့ပါ တကယ်ရေး451မှာတည်တည်ခဲ့မယ်ဆိုရင်ဗီနီဗီနီရှားဂျူနီယာကတော့ဒီဘဲ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 ချမ်းပါပေါ့နော်ဒီကွန်တီရှိရဲ့ဘက်ချမ်းပေါ့ဒီဘက်ချမ်းမှာလုံးဝပြေးထွက်မဲ့ပုံစံမျိုးရှိနေတဲ့ ਨੇ ဘာစီလိုနာဘက်ကဗီနီရှားတို့ရိုရီကိုတို့ကိုခံစစ်ကိုကူစေချင်တဲ့အခြေအနေမျိုးမှာရီယယ်မက်ဒရစ်ဘက်ကနေလည်းဗီနီရှားကဘောလုံးပြန်ရတာ ਨੇ ပြေးမှာတော့ဆိုတဲ့ဒီစိုးရိမ်စိတ်တစ်ခုတော့ပြန်ပြီးတော့ပေးသင့်တယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဒီအကြေကိုရီးယားဘောလုံးပြန်ရပြီဆိုတာ ਨੇ ဒီတောင်ဘက်ဘက်ချမ်းကိုပေါ့နော်ဒီပွိုက်ပြီးတော့ပေးတာမျိုးလေးတွေကို စ조사ကြည့်နေတယ်ဘာစီလိုနာမှာကအဲ့လိုမျိုးပေးတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့တားဆီးတဲ့ဘာပြဿနာတွေရှိတာကိုကျွန်တော်မြင်ခဲ့ရတယ်ဗောနော်ဟုတ်ကဲ့ဒီနေ့ချက်ပြေးထွက်သွားမယ်အမပဲပြေးတော့သွားမယ်ဆိုတော့ကွက်တီပဲတစ်ဖက်တောင်ဘက်မှာအဲ့လိုမျိုးပေးနိုင်တဲ့ရှိဖို့ကညာချေတန်တဲ့ကစားသမားတွေတော့ရှိဖို့လိုလိမ့်မယ်ဒီမှာဗေပါရီရှိမယ်ဒီရိုဒီကိုရှိမယ်ဘတ်စကွတ်တို့အဲ့ကစားသမားတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီရိုဒီကိုနဲ့ဆိုင်ရင်တော့ဗေပါတီကတော့ပို့ပြီးတော့သက်စစ်ကိုဘောလုံးပေးဖို့တဲ့ပိုင်းကောင်းမယ်လို့တော့ကျွန်တော်မြင်တယ်ဗောနော်ပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာအမ်ပါပေနဲ့နဲ့ဗောနော်ဟုတ်ကဲ့ ဘာစီလိုနာကစားသမားရဲ့ဘာစီလိုနာနောက်ခံလူတွေနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့သူစူးစမ်းတင်တယ်လို့ကျွန်တော်မြင်တယ်။သူ့ရဲ့ဘောလုံးနဲ့ကြော်ဖြတ်တာတွေသူဆွဲပြေးပြတာမျိုးတွေနဲ့သူ့အနေနဲ့နောက်ခံလူတွေကိုကြော်ဖြတ်ပြတင်တယ်။ဒါမျိုးလုံနိုင်ပြီဆိုရင်ဒါ reactor အများကြီးလုံးလုံးလို့ရတယ်။အများကြီးလည်းလုံးဖြစ်နိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ ရီးယားအနေနဲ့ပေါ့ဒီပွဲစဉ်မှာဒီလိုရလက်ကောင်းတစ်ခုရကျင်နေဆိုရင်တော့ကွင်းလယ်နဲ့ခံစစ်ကိုကြည်ကြည်လေးလေးတီးပြီးတော့ကစားတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ပါရီးယားမက်ဒရစ်ကိုကျွန်တော်တို့ပေါ့နော်ဒါပြောရမယ်ဆိုလို့ရှိရင်တော့အခုနောက်ပိုင်းမှာဒီအသင်းရဲ့တိုက်စပိုင်တော်တော်လေးကိုအားရလာတာကိုတွေ့ရတယ်။နောက်ဆုံးကစားထားတဲ့6ပွဲမှာဆိုလို့ရှိရင်ရီးယားဟာ twin goal 5 goal ပဲရထားတယ်။ပြောမယ်ဆိုလို့ရှိရင်တော့တပွဲမှာတကိုးပဲသွင်းထားနိုင်ပြီးတော့တပွဲမှာတော့ goal တော်လိုကမရထားဘူးဆိုတော့ပုံစံမျိုးဖြစ်နေတယ်။ဒါကဘယ်လိုမျိုးလဲဆိုတော့ရီးယားရဲ့ပုံစံမဟုတ်ဘူးလို့ပဲကျွန်တော်ကပြောချင်တယ်။လက်ရှိရီးယားမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာကတခုခုဆိုလို့ရှိရင်နီးပြအန်ဆာလော့တီကို အရင်အပြစ်တင်တဲ့အပိုင်းနေရှိပေမဲ့ရီးယမှာအဓိကကြတဲ့ပြဿနာတစ်ခုရှိရလို့ကျွန်တော်ပြောချင်တယ်အဲ့ဒီပြဿနာနှစ်ခုက အဓိကကြလုံးနဲ့အဓိကကစားသမားတွေအစီကပဲလာတဲ့ပြဿနာလို့ကျွန်တော်ပြောချင်တယ်။ဘယ်လိုမျိုးလဲဆိုတော့ real ကိုကျွန်တော်တို့ကြည့်လိုက်မယ်။တိုက်စစ်မှာဘာပင်နဲ့ finish ရရှိတယ်ပေါ့ဗျာ။အရန်ကောင်းတယ်လို့ကျွန်တော်တို့ထင်ကြတယ်။ယာစီတစ်ခုတစ်ချက်အချိန်ထိကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့အစောပိုင်းမှာတော့ဟုတ်တယ်လို့လို့တော့ကျွန်တော်တို့ရှိခဲ့ပြီပဲ။နောက်ပိုင်းမှာဒီနှစ်ယောက်ဟာရရှိမှာတွဲလို့မရဘူးဆိုတဲ့အပိုင်းကိုကျွန်တော်တို့မြင်လာတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ဘာပင်မပါတဲ့ finish ရရဲ့ real ကပို့ပြီးတော့ကောင်းတယ်။ဘာပင်မပါလို့ရှိရင် finish ရကပို့ပြီးတော့လုံနိုင်တယ်။ဘာပင်ပါလို့ရှိရင်သူကသူ့ကိုတစ်ခုခုဟန်တားထားတယ်လို့ပြောပဲသူဖြစ်နေ ဲ့အဲ့လိုနေထိုင်မှုဖြစ်နေတဲ့အချိန်မှာပြောမယ်ဆိုလို့ရှင်တော့ဘာပင်နဲ့ finish run နဲ့ကဘာပင်ပါတဲ့ rear ကတသင်းဘာပင်ပါတဲ့ rear ကတသင်းဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပြောမယ်ဆိုလို့ရှင်တော့ဒီဘိုင်းမှာသူတို့နှစ်ယောက်စီကနေပြီးတော့ဘလို့တွဲပြီးတော့အကောင်းဆုံးပုံစံတစ်ခုရအောင်ယူမလဲဆိုတဲ့အဖြစ်မရှိဘူးလို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့ဒီပေါ်တော့ဟို number 10 robot ရီယယ်အသင်းမှာနံပါတ်10ကိုပျောက်နေရလို့ပဲကျွန်တော်ပြောချင်တယ်ရီယယ်ကအာဆင်နယ်ကိုဘာလို့ရှုံးသွားလဲဆိုလို့ရှိရင်ဒီနံပါတ်10ကိုပျောက်နေလို့လို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အသင်းမှာကတကယ်ကိုဗျာကျွန်တော်တို့တိုးနိုင်တယ်တော်မတက်ဆက်သောမကောင်းတွေရှိပေမဲ့ကွင်းလေကနေဘောလုံးဆင်ပေးမဲ့လန်လူမရှိဘူးဗာပေတို့ဘီနီဆရက်တို့ကိုဘောလုံးခင်းပေးမဲ့လူမရှိဘူးဘောလုံးဆင်ပေးမဲ့လူမရှိဘူးဒီနေရာကိုဘသူကစားနေတယ်နံပါတ်10ကိုဘယ်လီကန်ကစားတယ်ဒါပေမဲ့အလုံးမဖြစ်ဘူးဘလို့ပြောလဲဆိုတော့ဘယ်လီကန်က အသင်းရဲ့တောင်းပန်လူတွေအသင်းရဲ့တိုက်စွန်မှုပေါ့နော်ပြီးတော့အသင်းရဲ့ကွင်းလေဒီဟာတွေကို तू ကဘောလုံးခင်းပေးမယ်ဒီဟာတွေကိုထိန်းချောင်းဖို့ထက် तू ကဘလို့လဲဆိုတော့ပြန်ပရဲ့ goal area တွေကိုပဲ तू ဝင်တိုးနေပဲတိုက်စွန်မှုရဲ့နောက်မှာ तू ရှိမယ် तू ကဝင်တိုးမယ်ဆိုတဲ့ပုံစံမျိုးပဲရှိတဲ့အခါမှာတောင်းပန်တွေကနေမတင်ပေးလို့ရှိရင် तू ကလည်းဘာမှလုပ်လို့မရဘူး तू ကိုယ်တိုင်ဒီတောင်းပန်တွေကိုနေရာလွတ်တွေရှာပေးမယ်ကစားကွက် ပြောမယ်ဆိုလို့ရှိရင်အသင်းရဲ့ကစားဘောကို6အောင်လုပေးမယ်အပိုင်းမှာတော့ဘယ်လင်ကန်ကတော်တော်ကြီးကိုအားနည်းနေတယ်ဒီနေရာမှာအာတာဂူလာရှိပေမဲ့အသက်အရွယ်ပိုင်းတော့အရာမှာတော့ဒါအောင်တော့ပြောမယ်ဆိုလို့ရှိရင်တော့ငယ်လင်းငယ်သေးတော့နီးပြားတော့တိတ်ပြီးတော့ယုံကြည်မှုရှိဘူးလို့ထင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် Real Madrid အသင်းကိုကျွန်တော်တို့ကြည့်လိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Real Madrid အသင်းရဲ့အဓိကပြဿနာတစ်ခုကအဓိကကစားသမားတကယ်ကိုအရေးပါလွန်လှပါတယ်ဆိုတော့ပြီးတော့နေရာဖယ်လို့မရတဲ့အဓိကကစားသမားတွေစီကဖြစ်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ဒီနေရာမှာ Barcelona နဲ့ Real နဲ့ကိုကြည့်မယ် Barcelona ဟာအောင်မြင်မှုရတဲ့အခြေအနေရှိတယ် အခုလဲဘာဆီလိုနာကဟိုဘောအောင်မြင်မှုရတဲ့လမ်းကြောင်းတစ်ခုပါရှိနေတယ်ဘာဆီလိုနာအောင်မြင်တဲ့အချိန်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တက်တောင့်တက်တာနဲ့အရန်ကောင်းပါတယ်ဆိုပြီးတော့နိုင်ွားတဲ့အရာတွေအရန်များပါပဲ real ရဲ့အောင်မြင်မှုတွေကိုကြည့်လိုက်မယ်ဆိုရင်တကယ်ခက်ခက်ခဲခဲနဲ့စ조사ပြီးတော့တို့ကနိုင်ခဲ့တဲ့အရာတွေတော်တော်များတာကိုတွေ့ရတယ်ဒါကတော့ဒီနှစ်သင်းရဲ့ကွဲပြားခြားနားမှုပဲလက်ရှိမှာတော့ဘာဆီလိုနာကပိုကောင်းတယ်လို့မြင်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီဘွဲမှာ drama ဆန်တဲ့အရာတွေကျွန်တော်တို့မြင်ရကောင်းမြင်ရနိုင်တယ်ကျွန်တော်ကတော့ဒီဘွဲမှာ real သင်းရဲ့ပေါ့နော် ဒီဖလားမမရရင်ငါတို့တော့မရပါဘူးဆိုတော့ကြိုးစားပူအရာကိုတော့ဒီဘက်မှာကျွန်တော်ကတော့မြင်ရမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဘာစလိုနာနဲ့ရီယယ်ရဲ့ကိုရလက်ခံမဲ့လက်ပဲလေးတော့ဆင်းလက်ခံမဲ့ပေးပါအောင်။ဒီဘက်ချင်းမှာကလီဝန်ဒေါစကီမပါတဲ့ခါမှာဒီဖရန်တော်ရက်စ်ပေါ့နော်။ဒီကစားမပါတဲ့ခါမှာဘာစလိုနာတိုက်စစ်ကပို့ပြီးတော့တက်တက်လက်လက်ရှိပြီးတော့ဒီပြေးထွက်တာတွေတော့ကောင်းတယ်။ဒါပေမဲ့ဂိုးရရှိမှုပိုင်းမှာတော့နည်းပြီးတော့စိတ်မချရတာမျိုးပေါ့နော်။ဒါကလည်းဒီဘက်က final ဖြစ်နေတာလည်းပါတယ်ပေါ့နော်။ဘာစလိုနာကစားမတွေရဲ့ off the ball movement အရန်ကောင်းတာကိုရီယယ်မရစ်ကစားမတွေနဲ့ပွဲချိန်ပြေးပေါ့နော်။ဒီတပွဲစားအတွက်ပဲ ဒီအိုင်အွန်ဆိုက်ပြီးကစားမယ်ဆိုရင်တော့ဒီမျောလင်းလို့ရတာလေးတော့ရှိရယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာတော့ဒီတာမန်ပွဲသားချိန်မှာဆိုရင်တော့ဘာစီလိုနာနဲ့ရီယယ်ကတစ်ဖက်ကိုတကိုးစီတေးကြတာပြီးတော့အချိန်ပိုမှာတော့ကျွန်တော်ထင်ပါတယ်ဒီဘာစီလိုနာပဲအနိုင်ရအောင်အမယ်ပေါ့နော်နှစ်ကိုးတကိုးဆိုရရတဲ့အနိုင်ရအောင်အမယ်လို့ခံမှလိုက်ပါတယ်ဟုတ်ကဲ့ပါကဲဒီပွဲစဉ်မှာတော့ဒါကျွန်တော်နေ့ရောက်ကိုလေဝိုင်းလိုပဲပြောအောင်ပါပဲဗောနော်ကျွန်တော်ကတော့ဒီဘက်မှာရီယယ်ကိုကျွန်တော်ကပို့ကြိုက်တယ်ဘလို့လဲဆိုတော့အာစီလိုနာက စပိန်လာလီဂါယူတယ် အာရီယာကျတော့စပိန်ပြင်ဖလားယူတယ်ဆိုလို့ရှိရင်တော့မဆိုးတဲ့ဘောလုံးရတဲ့လေးတစ်ခုလို့ကျွန်တော်ကခံစားမိတယ်။ဒါနီးပြအန်ဇယ်လော့တီလည်းအသင်းနဲ့လမ်းခွဲမယ်ဆိုရင်ဒါဆူဖလားတလုံးနဲ့လမ်းခွဲသွားတယ်ပေါ့နော်။ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဟိုဘာပေးလဲဆူဖလားတလုံးရတယ်ပေါ့။အဲဒီလိုမျိုးလေးတွေတွေးပြီးတော့ကျွန်တော်ကတော့ရီယယ်ကိုကြိုက်တယ်။ကျွန်တော်ကတော့ရီယယ်အနိုင်ခံမှန်းပါတယ်။ရီယယ်ကဘာစီလိုနာကို2ဂိုး2ဂိုးနဲ့နိုင်မယ်လို့ခံမှန်းထားပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ညကိုတယောက်ပြောသွားခဲ့တာကတော့ဘာစီလိုနာနဲ့ရီယယ်သင်ပွဲစဉ်ဖြစ်ပါတယ်။ကိုရင်လင်းထုံးကတော့ဒီစပိန်ပြင်ဖလားမှာဘာစီလိုနာအနိုင်ခံမှန်းပါတယ်။ကျွန်တော်ကတော့ရီယယ်နိုင်မှာတကယ်လို့ဒီမှာဘာလဲဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ တော့ကျွန်တော်တို့ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ The Premier Sport ရဲ့နောက်လာမယ့်အားသားစီစဉ်ခေါင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကုန်းကျွန်တော်ပြန်ပြီးတော့ဆုံတွေ့ကြပါစေလို့ပြောရနေပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ